ဆောင်စီကလက်ရှိအတုံးပြူနေတဲ့ဆက်သက်လေထီပရိုမီတာအစားဂျိုင်းရိုကော်ပိုတာကိုအတုံးပြူကတိုက်ခိုက်ရဲတွေကိုပြုတ်လောက်လာနိုင်တယ်လို့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ဝေဟင်အဖွဲ့ကဧပြီလ25ရက်နေ့မှာထောက်ပြန်တတိပေးပြောဆိုခဲ့ပါတယ်။စစ်ကောင်စီက2024ခုနှစ်ဒီဇင်ဘာလကတည်းကပင်အတုံးစိချွေတာတဲ့အနေနဲ့ဆက်တက်လေထီပါရိုမီတာကိုအတုံးပြုတ်ပြီးတော့နင့်ညမပြတ်တော်လန်ရဲတက်တွေနဲ့ပြည်သူတွေကိုတိုက်ခိုက်တာတွေလှောက်ဆောင်ခဲ့ပြီးတော့ဒီရက်ပိုင်းတွေမှာရာသီဥတုဆိုးရွားတဲ့အခြေအနေတွေ လေကြောင်းတိုက်ခတ်တာတွေဖြစ်တဲ့ကာလကိုရောက်လာတော့မှာဖြစ်တဲ့အတွက်လက်ရှိစစ်ကောင်စီကအုံပြုနေတဲ့ဆက်သက်လည်တီပါရိုမီတာပြန်တမ်းမှုဟာစိန်ခေါ်မှုတည့်ရက်နဲ့ရင်းဆိုင်လာရတော့မှာဖြစ်တယ်လို့ဆိုထားပါဗျ။အဲ့ဒါကြောင့်စစ်ကောင်စီအနေနဲ့လက်ရှိအုံပြုနေတဲ့ဆက်သက်လည်တီပါရိုမီတာအစားလေပြင်းတိုက်ခတ်မှုရာဒီယိုတုဆိုးရွားမှုတန်းကို အထက်အလျောက်ပိုမိုခံနိုင်ရရှိတဲ့ဒရိုကော်ပတာကိုအုံပြုကာတိုက်ခိုက်လာနိုင်ပွဲရှိတယ်လို့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ဝေရင်အဖွဲ့ကပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့တွေကိုတတိပိတ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီအနေနဲ့ဒိုင်းရိုကော်ပတာကိုအသုံးပြုနိုင်ဖို့အတွက်ပြီးခဲ့တဲ့မတ်လ16ရက်နေ့မှာနေပြည်တော်အနီးတစ်ဝိုက်မှာဒိုင်းရိုကော်ပတာတစီပြန်တန်းနေမှုကိုဝေရင်အဖွဲ့အနေနဲ့စတင်ကမှတ်တမ်းယူနိုင်ခဲ့တယ်လို့ဧပြီလ25ရက်နေ့မှာလည်းမကွေးအနီးတစ်ဝိုက်မှာဒီဒိုင်းရိုကော်ပတာနှစ်စီးပြန်တန်းမှုလောက်ဆောင်နေတာကိုထပ်မံမှတ်တမ်းရယူနိုင်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။လက်ရှိစစ်ကောင်စီကအသုံးပြုလာမဲ့ဒိုင်းရိုကော်ပတာဟာ ရင်အမိနဲ့ကိုထဲကြားမှာပန်ကာတစ်ခုရှိပြီးတော့ရင်မောင်းတဦးနဲ့နောက်တဦးစီးနှင်းလိုက်ပါနိုင်တဲ့ရင်အမျိုးအစားတစ်ခုဖြစ်ပြီးတော့လက်ရှိစစ်ကောင်စီကအသုံးပြုနေတဲ့စက်တက်လေထီပါရိုမီတာလိုအတန်ကျဲလောင်စွာကြားရတဲ့ရင်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်ဒီကျိန်းလူကော့ပတာဟာပုံမှန်ပြန်တမ်းမှုမြန်နှောင်းအနေနဲ့တနာယီမှာ65မိုင်နှုန်းနဲ့ပြန်တမ်းနိုင်ပြီးတော့အမြင့်ဆုံးမြန်နှောင်းအနေနဲ့ကတော့တနာယီမှာမိုင်120အထိပြန်တမ်းနိုင်တယ်လို့ ဒီရင်ပြောင်းလဲမှုကြာချိန်နေနဲ့တော့၃နာရီကနေ၄နာရီကြာပြောင်းလဲနိုင်ပြီးတော့မိုင်အဖြစ်235မိုင် ပြန်တက်နိုင်တယ်လို့လည်းသိရပါတယ်။ဒါအပြင်တီချိုင်းရိုကော်ပတာပြန်တက်နိုင်ဖို့အတွက်ပြေးလည်အရှိ68ပေလိုအပ်တယ်လို့လည်းသိရပါတယ်။ဒီရင်ရဲ့ပုံမှန်လေးချိန်ကတော့300ကီလိုဂရမ်ရှိပြီးတော့ပြန်တက်မှုပြုလုပ်မယ်ဆိုရင်အလေးချိန်600ကီလိုဂရမ်ထိတင်းဆောင်ကပြန်တက်နိုင်တဲ့ရင်မျိုးစားတစ်ခုလည်းဖြစ်ပါတယ်။